မ္မောက်မြို့ကိုစစ်တပ်နဲ့ SNDA အဖွဲ့ကလက်နက်ကြီး drone များဖြင့်တိုက်ခတ်၍ဌာနဆိုင်ရာစောက်အုံများမိလောင်ပျက်စီးကြောင်းသိရပါတယ်။သကိုင်းတိုင်းမ္မောက်မြို့ကိုအကြမ်းဖက်စစ်တပ်နဲ့ SNDA အဖွဲ့ကလက်နက်ကြီး drone များဖြင့်တိုက်ခတ်၍ဌာနဆိုင်ရာစောက်အုံများမိလောင်ပျက်စီးခဲ့ကြောင်းဒေသအပြည်သူများကပြောဆိုပါတယ်။အောက်တိုဘာလ26ရက်နေ့နနပိုင်းမှစတင်ပြီးနားရကာရွာဖျားကုန်းနဲ့ခမုနယ်ဇက်ဒေသဒိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးတင်နှံကြောင်းမှာ အချမ်းပဲစစ်တပ်နဲ့ SLA အဖွဲ့ကဗမုံမြို့ပေါ်သို့120မမလက်နက်ကြီးဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အချမ်းပဲစစ်တပ်ဘုံကျဲပစ်ခတ်တိုက်ခိုက်ခြင်းကြောင်းအမမျိုးပေါ်ရှိဌာနဆိုင်ရာဆော့အုံများမိလောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်စစ်ခွေးတွေကနာနာပိုင်းကလေးကစတင်ပြီးတော့လက်နက်ကြီးတွေနဲ့ဒရုန်းတွေနဲ့ဗမာမျိုးပေါ်ကိုဘုံကျက်ပစ်ခတ်တိုက်ခိုက်နေတာစစ်ခွေးတွေပြတဲ့လက်နက်ကြီးကြီးနဲ့ဘုံတွေကဌာနဆိုင်ရာရုံးတွေကို ကြားရောက်ပောက်ကွဲပြီးမိလောင်နေတာပါဟုဒေသပြည်သူများကပြောပါတယ်။ဗမာမျိုးကိုစတင်မာလာ15ရင်းနေတွင်ထိုးသိမ်းခဲ့ပြီးစတင်မာလာ20ရင်းနေတွင်တော်လှန်ရေးတပ်ဖွဲ့များကအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်းမြို့သိမ်းတိုက်ပွဲအတွင်အကြမ်းဖက်စစ်တပ်ထံမှ G3 နှစ်လက်၊ UZ တစ်လက်၊ AK တစ်လက်၊ကြီမျိုးစုံ12,886တောင်း120မမဘုံဒီ28လုံး၊67မမဘုံဒီ9လုံး၊60မမဘုံဒီ14လုံး၊ဒရုန်းဘုံဒီမျိုးစုံ100လုံး၊ RPG တလုံး ၊ညေယိုဘုံဒီ83လုံး၊နိုင်ဖို့ကြီး902000၊အီနာဂါဘုံဒီ50လုံး၊နေမိုင်း3လုံး၊တိုင်မိုင်းမျိုးစုံ20လုံး၊ဖိုင်ဘာမိုင်း9လုံး၊ကိုမမကာပိုင်းကြီး10လောင်း၊ကြည်ရင်မျိုးစုံ29ခုနဲ့အခြားဆက်စပ်ပစ္စည်းများတင်းစီရမိခဲ့ကြအောင်စစ်တပ်ဘက်ကမှ SNA ဘုတ္တူပောင်းဝင်အလောင်း9လောင်းရရှိခဲ့ကြအောင်တော်လှန်ရေးရဲဘော်6ဦးကြာဆုံးခဲ့ကြအောင်သိရှိရပါတယ်။အရှိတီမောနိုင်ငံအာဆီယံဖွဲ့ဝင်နိုင်ငံအသစ်ဖြစ်လာမှုအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုတာ မြန်မာအကြမ်းဖက်စစ်တပ်၏ကောက်ကွက်မှုများရှိခဲ့တော်လဲအဖွဲ့ဝင်အဖြစ်ဒီမိုနိုင်ငံကိုအာဆီယံကတရားဝင်လက်ခံလိုက်ကြောင်းတည်ရပါတယ်အာဆီယံအဖွဲ့၏၁၇ခုမြောက်နိုင်ငံအဖြစ် အရှေ့ဒီမိုနိုင်ငံကိုယခုကျင်းပနေသည့်၄၈တင်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကလက်ခံလိုက်ပြီဖြစ်ကြောင်းတည်ရပါတယ်အော်တိုဘားလ၂၆ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပပြုလုပ်နေသည့်၄၈တင်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်လက်ခံလိုက်ခြင်းဖြစ်ပြီးအရှေ့ဒီမိုဝန်ကြီးချုပ်တာတို့အဖွဲ့ဝင်အသစ်ဖြစ်ဝန်ခွင့်ပြုမှုကို တရားဝင်လက်မှတ်ရေးထိုးခွင့်ရရှိခဲ့ပြီးအာဆီယံ၏၁၁ခုမြောက်နိုင်ငံအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ဒီမောနိုင်ငံအနေဖြင့်အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာမှုအပေါ်အလို့သားညင်ရွေးအစိုးရ NUG ကနေထွေးစွာကြိုးဆိုကြောင်းတရားဝင်ထုတ်ပြန်ကြေညာပါတယ်။ဒီမောနိုင်ငံအနေဖြင့်အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်နေထွေးစွာကြိုးဆိုပါတယ်။ဒီအခါကာနာသစ်မှာဒေသအတွင်းစီလွတ်ညင်ရွေးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမှန်ခိုင်မာစေဖို့စုမုံကောင်းတောင်းအပ်ပါတယ်ဟု အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားဝန်ကြီးဌာနကထုတ်ပြန်ကြေညာပါတယ်။အရှေ့တီမောနိုင်ငံတွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG စစ်ဆေးရေးယုံကိုတရားဝင်ဖွင့်လှစ်ထားပြီးတီမောသမရဟိုဆေးရာမုဆော်တာကမြန်မာအရေးခွင်ကိုနိုင်ငံတကာတွင်ပွင့်ပလင်းလင်းထောက်ခံပြောဆိုခဲ့ပါတယ်။ NUG နိုင်ငံခြားဝန်ကြီးဒေါ်စင်မအောင်က2023ခုနှစ်နဲ့2024ခုနှစ်အတွင်းတီမောနိုင်ငံသို့တွားရောက်ခဲ့ပြီးနောက်နောက်ဆက်တွဲအနေဖြင့် NUG စစ်ဆေးရေးယုံကို2024ခုနှစ်အတွင်းဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရပါတယ်။ အယူဂျီရဲ့ဆိုရတာဝန်ရှိသူများကိုဒီမော့အဆိုရသမရနဲ့ဝန်ကြီးချုပ်တို့ကအတိမတ်ပြုလက်ခံတွေ့ဆုံပြီးအပြင်နိုင်ငံတကာတွင်လည်းအချမ်းပစစ်ကောင်စီစစ်အာဏာသိမ်းမှုကိုဒီမော့အဆိုရကရှုတ်ချကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။အရှိဒီမော့သမရနဲ့ဝန်ကြီးချုပ်တို့သည်မြန်မာဒီမိုကရေစီရဲ့ရည်အတွက်နိုင်ငံတကာတွင်ပေါ်ပေါ်တင်တင်ထောက်ခံအားပေးပြီးအမျိုးသားညီရွေးဆိုရကိုလည်းတရားဝင်ထိတွေ့ဆက်ဆံနေခြင်းလည်းဖြစ်ပါတယ်။အချမ်းဖက်မြန်မာစစ်တပ်က ဒီဘုံနိုင်ငံကိုအာဆီယံဖွဲ့ဝင်ဖြစ်ဝင်ခွင့်မပေးရန်ယခုနှစ်ဇူလိုင်လအတွင်းအာဆီယံဥက္ကဋ္ဌမလေးရှားထံသို့စာရေးဖို့ကောက်ကွက်ခဲ့တော်လဲအရာမထင်ခဲ့ကြောင်းသိရပါတယ်။မြန်ကြံတွင်စစ်တပ်အထိုင်ချတပ်ဆွဲထားသောတာမဏိစစ်ရုံကိုတရားခုံမမရှော့တိုက်တုံး၁၀လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားကြောင်းသိရပါတယ်။မာလီတိုင်းမြန်ကြံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားသောတာမဏိစစ်ရုံကို တရခုံမမရှော့တိုက်လုံး10လုံးဖြင့်ပြစ်ခတ်တက်ခတ်ရာစစ်သား15ဦးတည်ဆုံးခဲ့ကြောင်းမြင်းကြံ District Battalion 2မှတရင်မှုကပြောပါရတယ်။အော်တိုဘားလ19ရက်နေ့မြင်းကြံမြို့နယ်၌အကြမ်းဖက်စစ်တပ်ကအင်အား200ခန့်ဖြင့်အထိုင်ချတပ်ဆွဲထားသောတပ်မီးစစ်ရုံကိုတော်လိုင်းရေးတပ်ဖွဲ့များကတရခုံမမရှော့တိုက်လုံး10လုံးဖြင့်ပြစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှ15ဦးတည်ဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးတော်လိုင်းရေးရဲဘော်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ မြင့်ကြံတမ်းကြီးစစ်ရုံကိုကျွန်တော်တို့ပြစ်ခဲ့တာပါ။ဆယ်လုံးပြစ်တာမှာရှစ်လုံးကအောင်မြင်တယ်။ရှစ်လုံးအောင်မြင်တဲ့အထဲကနေလေးလုံးကထိချက်ကောင်းကိုမှန်ပါတယ်။အဲလေးလုံးကစစ်ခွေးတွေရှိတဲ့နေရာကိုကြောက်ရောက်ပေါက်ကွဲခဲ့လို့စစ်ခွေးတေဆုံးတာများခဲ့တာပါ။အဲဒီနေရာမှာစစ်ခွေးအင်အားကတော့နှစ်ယောက်ဝန်းကျင်ကရှိပါတယ်။စစ်ခွေးတေတာကခမန်းတီ15ဦးတေဆုံးတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုမြင်းကြံ District Battalion 2မှတရင်မှုကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်နဲ့တရင် Burmese Guerrilla Force BGF ညင်ချန် One More Shot ကြောင်းနဲ့ညင်ချန်ခံအမှတ်3ရဲ့နှုတ်ကပူပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စောမှာမိန်ကလေးငယ်ကိုအတ္တမပြုခြင်းတပ်ဖြတ်တဲ့တန်တရာတရားခံရဲဘော်ကို PDF ကဖမ်းဆီးစစ်ဆေးကြောင်းသိရပါတယ်။မကွေတိုင်းစောမြို့မှာအသက်73နှစ်အရွယ်မိန်ကလေးငယ်တဦးကိုအတ္တမပြုခြင်းတပ်ဖြတ်ခဲ့တဲ့ကာကွယ်ရဲဘော်တဦးကိုစောပြည်သူကာကွယ်တပ်မတော် PDF ကဖမ်းဆီးစစ်ဆေးနေတယ်လို့ဒေတာရင်းတရင်ရင်းစ်ကပြောပါတယ်။အောက်တိုဘာလ21ရက်နေ့ကစောမြို့ကထင်ပွဲမှာပျောက်ဆုံးခဲ့တဲ့အမျိုးသမီးငယ်ရုပ်အလောင်းကို အောက်တိုဘာ25ရက်မှာပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။မတင်ကားသူတွေကိုတက်ဆိုင်ရာဖွဲ့စည်းကဖမ်းဆီးစစ်ဆေးခဲ့တယ်လို့လည်းဒေသတွင်ရင်းသက်ကပြောပါတယ်။မင်းကလေးငယ်ရဲ့မိသားစုနဲ့ရင်းသီးတဲ့အသက်21နှစ်အရွယ်မင်းမဆိုးဆိုသူကမင်းကလေးငယ်ကိုအထမပြုကျင့်တက်ဖြက်ကအလောင်းဖြောက်ခဲ့တယ်လို့ဝန်ခံခဲ့တာလို့လည်းဒေသတွင်တင်ရင်းမြစ်ဖော်ပြနေတဲ့ရော့အလင်းတန်းကဖော်ပြပါတယ်။မင်းကလေးငယ်ကိုအဓမ္မပြုချက်တက်ဖြတ်ခဲ့တယ်လို့ဝန်ခံခဲ့တဲ့မင်းမဆိုးဆိုသူဟာစောပီဒီအက်ကတက်ဖွဲ့ဝင်လို့ဒေတာတရင်ရင်းတွေကပြောပါတယ်စောမကလူစုံနဲ့ အဲ့ဘီယာပြန်စိတ်ကြွမှုရဆေးတွေလည်းပေါ်တော့လူတွေကအမျိုးစုံဖြစ်နေကြတော့လားပြည်သူတွေပိုသတိထားနေကြဖို့လိုတယ်ပြီးတော့ဂိတ်ဆောင်ငွေကောက်ယူမရဘူးပြည်သူတွေလုံခြုံရေးကိုစက်မှန်တက်တယ်လို့ဒေသတွေနဲ့ရင်းတွေကဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေကိုတိုက်တွန်းထားပါတယ်အဖွဲ့အစည်းတွေဟာအရင်ထက်ပိုစက်မှန်တင်ပြီးမဟုတ်ပါကအမှုခင်းဖြစ်ရတွေယခုထက်ဆိုးလာမှာလို့လည်းသုံးသပ်ပြောဆိုပါတယ်မနေ့ညကလည်းစောမြို့ထဲကဖုန်းဆိုင်ဖောက်ခံရပြီးဖုန်းပစ္စည်းတွေအကုန်ခိုးသွားတယ်လို့ဒေသတွေရင်းတွေကပြောပါတယ် ရော့အလင်းသားရဲ့ဖော်ပြချက်မှာမင်းကြီးငယ်ကိုအထမပြုတင်တပ်ဖြတ်ခဲ့တဲ့တန်ပြတရားခံကိုတက်ဆန်ရဖွဲ့စည်းကစစ်ဆေးမှုတွေပြုလုပ်နေပြီးတွေးရှိချက်တွေကိုပြည်သူတွေထံတင်ပြမယ်လို့အသိပေးထားပါတယ်။နေပြည်တော်ကင်းတာနှစ်ရဲဖက်စခန်းတွင်စခန်းတာဝန်ခံနဲ့လက်ထောက်ကြီးကြေးမှုထင်နေဦးကအကျဉ်းသားများကိုငွေကြေးချင်းချောက်တောင်းခံသည့်အပြင်ရိုက်နှက်ဖိနှိပ်ခြင်းများအကြီးအကျယ်လုပ်နေကြောင်းသိရပါတယ်။နေပြည်တော်ကင်းတာနှစ်ရဲဖက်စခန်းတွင်စခန်းတာဝန်ခံနဲ့လက်ထောက်ကြီးကြေးမှုထင်နေဦးက အကျဉ်းသားများကိုငွေကြေးချင်းချောက်တောင်းခံသည့်အပြင်ရိုင်းတဲ့ဖိနှက်ခြင်းများအကြီးကျယ်လုပ်နေကြောင်းအကျဉ်းဥစည်းဌာနတင်ရင်းနှီးကပြောဆိုပါတယ်။ကင်းတာနှင့်ရဲဘက်စကားအကျဉ်းစကားတွင်အကျဉ်းသားများအနေဖြင့်လွတ်လပ်စွာနေထိုင်ခွင့်ရှိသည့်စစ်ချောင်းတွင်နေပြီးဆိုရင်တဦးလင်းငွေကျပ်25သိန်း၊ငါးကောင်တွင်နေပြီးဆိုရင်တဦးလင်းငွေကျပ်သိန်း30၊ဝက်ချောင်းတွင်နေပြီးဆိုရင်တဦးလင်းငွေကျပ်သိန်း20၊မိဖို့ကြီးတွင်နေပြီးဆိုရင်ငွေကျပ်15သိန်း၊ငါးချောင်းတွင်နေပြီးဆိုရင်ကျပ်သိန်း20ငွေကြေးပေးမှသာနေထိုင်ခွင့်ရကြောင်းတီးရပါတယ်။ ဝက်ချံငါကမှနေရင်လွတ်လပ်လုချင်တာကိုလုပ်ရတယ်။အခွင့်ရေးကလက်ပစိုးနှိုက်လို့ရတယ်။အရက်သေးစားကအစအင်ကမိမလာတာကအစလွတ်လပ်နေထိုင်ခွင့်ရတယ်။အဲဒါကိုစကားတောင်းခံကြုံမင်းထွန်းကတင်းကြီးတောင်းနေတာဟုအချင်းစကားတင်ရင်းနစ်ကပြောပါတယ်။ထို့ပြင်ရဲဘက်စကားတို့အချင်းသားအစ်စ်ရောက်သည့်အချိန်တိုင်းတွင်ငွေချင်းများချင်းကြောင်တောင်းခံကြောင်းအချင်းသားများအပေါ်အလို့ချင်းတနေ့တာအတိုင်းတာထက်ပို၍ကြောက်ထုတ်ခိုင်းကြောင်တီးရပါတယ်အချင်းသားတွေပေါ်အလို့စေခိုင်းတာဘောင်ကျော်အထိခိုင်းပါတယ် အတင်းသားတည်သံဆိုအပြင်မှာတိုက်ခန်းနဲ့တခန်းတနာနေရတယ်။အပြင်ခန်းတည်သံဆိုရင်ဒိညာကရန်းထီတောင်းရတယ်။စကတာဝန်ခံကတာဝန်ယူမှုတာဝန်ခံမှုမရှိပါဘူးဟုအချင်းစခန်းတင်ခြင်းတွေကဆက်လက်ရှင်းပြပါရယ်။ထို့ပြင်ရဲဘက်စခန်း၏လက်ထောက်ကြည့်ကြရေးမှုတစ်ထင်လင်းဦးကအချင်းသားများအပေါ်ဆဲဆိုချိန်ပေါင်းပြီးအရက်သေးစားတောက်စားမှုရနေလေရှိကြောင်းရင်းပြင်အချင်းသားများအပေါ်ဖိနှိပ်ချုပ်ကြဲရဲနေခြင်းများလှုပ်ဆောင်နေကြောင်းအချင်းထောင်ရင်းဒူမိုင်မွေးငွေကြေးရှာဆက်ကြေးကောက်ခိုင်းနေကြောင်းသိရှိရပါရယ်။